ါတီနယ်ရဲ့သဘောထားကွဲလွဲမှုတွေကြောင့်ကွန်ကရစ်လွတ်တော်မှာအစိုးရအတုံးစိဥပဒေကြမ်းကိုအတည်ပြုနိုင်ခဲ့ခြင်းမရှိတဲ့နောက်မှာတော့အော်တိုဘာ၁ရက်အစောပိုင်းမှာစပြီးအမေရိကန်ဖက်ဒရယ်အစိုးရရန်တရာရက်ဆိုင်မှုဖြစ်ပေါ်ခဲ့ပါရယ်ဒီလိုဖြစ်လာတဲ့အတွက်တိုင်းနဲ့ချီတဲ့ဖက်ဒရယ်အစိုးရဝန်ထမ်းတွေဟာလစာမေးခွင့်ယူတော့မှာဖြစ်ပြီးပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းတချို့မှာလည်းယာယီရက်ဆိုင်ခြင်းကြမှာမဟုတ်နောက်နေကြန့်ကြာခြင်းတို့ဖြစ်ပေါ်နိုင်ဖွယ်ရှိသလိုစီးပွားရေးဆိုင်ရာကိန်းဂဏန်းအချက်လက်တွေထုတ်ပြန်မှုကိုလည်းတက်ရောက်လာနိုင်ဖွယ်ရှိနေပါတယ် Republican စီနိတ်လွတ်တော်အမတ်တွေကအစိုးတင်တွင်းနဲ့အဆုံးဖြတ်ချက်မူကြမ်းကိုဒီမိုကရက်တွေကဟန်တာခဲ့တဲ့အတွက်အတိပြုနိုင်ရန်လိုအပ်တဲ့ထောက်ခံမေး60မေးကိုပြီမီခဲ့ခြင်းမရှိတာကြောင့်အစိုးရရန်တရားကိုရာရီအဖြစ်ဆက်လက်လေပတ်နိုင်စေမဲ့ကာလတူအတုံးစိတ်ဥပဒေကြမ်းကိုအမေရိကန်စီနိတ်လွတ်တော်မှာအတိပြုနိုင်ခြင်းမရှိတဲ့နောက်နိုင်ပိုင်းအကြမ်းမှာအစိုးရရန်တရားရက်ဆိုင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လက်တလောအခြေအတင်ဆွေးနွေးမှုတွေမှာကျန်းမာရေးဆောင်ရှားမှုဆိုင်ရာအကျိုးခံစားခွင့်များမှာပါတီနယက်ကြားအထူးအငြင်းပွားနေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ် ဒီမိုကရက်တိုကယခုနှစ်ကုန်မှသက်တမ်းကုန်ဆုံးမဲ့ Affordable Care Act ဥပဒေအတွက်ထောက်ပံ့ငွေတိုးမြင့်ပေးမှုကိုထပ်မံသက်တမ်းတိုးခြင်းအပါအဝင်ကျန်းမာရေးဆောင်ရှောက်မှုဆိုင်ရာ အကျိုးခံစားခွင့်တွေပုံမခိုင်မာမှုရှိရေးဒုက္ခသည်တွေနဲ့နိုင်ငံရေးခုလုံခွင့်တောင်းခံသူများအပါအဝင်တရားဝင်နေထိုင်လျက်ရှိတဲ့ရှေ့ပြောင်းအခြေချနေထိုင်သူအချို့အတွက်အဲ့ဒီဥပဒေအရအကျိုးခံစားခွင့်ပြန်လည်ပေးအပ်ရေးအတွက်လည်းတောင်းဆိုထားကြပါရစေ။ တဖက်မှာလည်း Republican တွေကအဲ့ဒီအစီအမံတွေကိုစန့်ကျင်ခဲ့တယ်လို့ဆွေးနွေးညှိနှိုင်းရမှာအချိန်ပိုမိုရရှိနိုင်ရန်အတွက်လက်ရှိအစိုးရအသုံးစိတ်ပမာဏကိုယာယီဆက်လက်ထိန်းသိမ်းထားရဲ့အတွက်တွန်းအားပေးလှုံ့ဆော်လျက်ရှိပါတယ်။စတင်မာလ30ရဲ့အစောပိုင်းကလည်း Republican တွေနဲ့ Democrat တွေကြားအပြန်အလှန်အပြစ်တင်ခဲ့ကြပြီးအစိုးရရန်တရာရပ်ဆိုင်သွားအောင်ဇွတ်အတင်းလှုံ့ဆော်နေတယ်လို့အပြန်အလှန်ဆွဆွေးခဲ့ကြပါတယ်။